မင်္ဂလာပါရှင်ဒီနေ့စက်တင်ဘာ29ရက်နေ့နေ့လယ်ခင်းတိနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစစ်စစ်တင်ဆက်ပေးသွားပါမယ်ရှင်တူရကီအတွက်အခက်ရှိပြည်တက်လျင်တွေဝယ်ယူခွင့်ကနေပိတ်ပင်ထားတဲ့အရေးယူမှုကိုဖယ်ရှားပေးဖို့အလားအလာရှိကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောပါတယ်ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ဖို့အမေရိကန်ကိုရောက်ရှိနေတဲ့တူရကီသမ္မတရာဂျက်တာရဲအာဒိုဝါနဲ့တွေ့ဆုံချိန်မှာထရမ့်ကအခုလိုအသိပေးခဲ့တာပါ တူရကီဟာအမေရိကန်ကဥဆောင်ပြီးမဟာမိတ်နိုင်ငံတွေပူးပေါင်းထုတ်လုပ်တဲ့ပြင်စမမျိုးဆက် F35 တပ်လေယာဉ်စီမံကိန်းမှာပါဝင်ခဲ့ဖို့ပဲမဲ့2020ပြည့်နှစ်မှာတော့ဖေထုတ်ခံခဲ့ရပါတယ်။အကြောင်းကတော့တူရကီကရုရှားစီကနေ S400 လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ်တစ်ခုဝယ်ယူခဲ့တာကြောင့်ပါရုရှားရဲ့လက်နက်စနစ်နဲ့ F35 တွေကိုတွဲဖက်အသုံးပြုတဲ့အခါမှာအဲ့ဒီပြင်စမမျိုးဆက်ခိရှေပြေတိုက်လေယာဉ်ရဲ့နည်းပညာအချက်အလက်တွေပေါက်ကြားသွားမှစိုးရိမ်ရတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဒူရဂီကိုအမေရိကန်ကဖိတ်ထုတ်ခဲ့တာဖြစ်ပါတယ်။၆နှစ်တာအတွင်းပထမဆုံးအကြိမ်ဖြစ်အင်ဖီရိုကိုအခုသတင်းပတ်ထဲမှာအာဒိုဝမ်ရောက်ရှိလာတဲ့အခါမှာတော့ထရမ့်ကနွေနွေထွေထွေကြိုးဆိုခဲ့ပါတယ်။အာဒိုဝမ်ဟာအင်မတန်စိတ်သဘောထားပြတ်သားခိုင်မာသူတူလို့ထရမ့်ကချီးကျူးခဲ့ပြီးသူနဲ့ဒူရဂီတမရကြားမှာမိတ်ဆွေဆက်ဆံရေးမျိုးရှိနေစေလို့လည်းပြောကြားသွားခဲ့ပါတယ်။တွေးဆောင်ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာတော့တကယ်လို့တူရကီသားရုရှားစီကအရင်နံဝေယမှုတွေကိုရပ်တန့်လိုက်မယ်ဆိုရင် ညှိနှိုင်းနေတဲ့ကိစ္စတော်တော်များများအလွဲတကူအဆင်ပြေသွားလိမ့်မယ်လို့ Trump ကသတင်းတောက်တွေကိုပြောပါတယ်။ရုရှားကယူကရိန်းအပေါ်ရန်လိုတဲ့ကာလပတ်လုံးအဲ့ဒီလိုရက်ဆိုင်ထမှုမျိုးကိုတူရကီကပြသဖို့တော့လိုလိမ့်မယ်လို့ Trump ကဆိုပါတယ်။ရေဒါနဲ့ထောက်လန်းမှုကိုရှောင်ကွေးနိုင်တဲ့ကိုပြောင်နီးပညာပါဝင်တဲ့ F-35 တပ်လေယာဉ်တွေကိုတူရကီစီရောင်းချပေးနိုင်ခြင်းနဲ့ပတ်သက်ပြီးမေးမြန်းရမှာတော့ Trump ကအာဒိုဝန်ဟာသူလိုချင်နေတဲ့ပစ္စည်းတွေကိုအောင်အောင်မြင်မြင်ဝယ်ခွင့်ရသွားလိမ့်မယ်လို့သူထင်ကြောင်းပြန်ဖြေသွားခဲ့ပါတယ်။ အာဒိုဝမ်ကတော့ Trump နဲ့တွေ့ဆုံချိန်မှာ F-16 စရုပ်ထမျိုးဆက်တိုက်လေယာဉ်အစီး၄၀ကို American စီကဝယ်ယူဖို့အပေါ်ဝင်ဂါဂွေဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေစွန့်အင်တဲ့ကုန်သွယ်ရေးကဏ္ဍတွေကိုဆွေးနွေးခဲ့တယ်လို့ပဲမယုတ်မလွန်မှတ်ချက်ပေးသွားခဲ့ပါတယ်။ Trump နဲ့အာဒိုဝမ်တို့ဟာဆီးရီးယားပြည်တွင်းစစ်နောက်ပိုင်းအခြေအနေတွေနဲ့ပတ်သက်ရင်တွင်ကြီးတဲ့သဘောထားမျိုးနဲ့ပိုပြီးနီးနီးကပ်ကပ်အထိတွေ့ဆက်ဆံလာပေမဲ့ဂါဇာအရင်မှာတော့ထိတ်တိုက်ကွဲလွဲနေကြပါတယ်။ Trump ကအစ္စရေးကိုအခိုင်အမာထောက်ခံပြီး အာဒိုဝန်ကတော့အစ္စရေးအစိုးရဟာဂါဇာမှာပါလက်စတိုင်းတွေပေါ်လူမျိုးသုံးတပ်ဖြတ်မှုတွေကျူးလွန်နေကြောင်းပြင်းပြင်းထန်ထန်ဆက်ဆွဲထားပါတယ်ရှင်။နိုင်ငံတကာစန့်ကျင်မှုတွေရှိနေတောင်မှဂါဇာကိစ္စမှာအစ္စရေးဟာလှုပ်တင်တာကိုဆက်လှုပ်သွားမှာပဲလို့ဝန်ကြီးချုပ်ဗင်ဂျမင်နေတန်ညာဟုကသူ့ရဲ့ကုလသမဂ္ဂအထွေထွေညီလာခံမေခွန်းမှာကြုံးဝပြောဆိုသွားခဲ့ပါတယ်။နယူးယောက်မှာစက်တင်ဘာ26ရက်တုန်းကနေတန်ညာဟုမေခွန်းပြောကြားနေချိန်အတွင်းမှာ ကုလသမဂ္ဂအစည်းအဝေးခန့်မှဆောင်တဲ့ကနေနိုင်ငံအများပြားရဲ့တန်းရွာရှိပေထွက်ခွာသွားပြီးအစ္စရေးကိုဆန္ဒပြခဲ့ခြင်းကအတော်လေးကတောင်းကနေအခြေအနေဖြစ်ခဲ့ပါတယ်။ဒါဟာဂါဇာကိစ္စနဲ့ပတ်သက်ပြီးအစ္စရေးဟာနိုင်ငံတကာမှာပိုပြီးအထူးကြံရည်တည်လာနေတယ်ဆိုတာကိုညွှန်ပြနေတဲ့လက္ခဏာလို့လည်းသတ်မှတ်နိုင်ပါတယ်။နေတန်ညာဟုကတော့စကားပြောစင်မြစ်မှာသူတက်ပြီးနေရာယူချိန်ကလေးကထထွက်သွားတဲ့နိုင်ငံအတော်များများရဲ့တန်းရွာရှိတွေကိုသိပ်ပြီးအလေးထားရမှရှိပဲ။မေခွန်းကိုပဲဆက်ပြောခဲ့ပါတယ်။ အဲ့ဒီအချိန်အစည်းအဝေးခန်းမတွေမှာအတော်လေးလူသူနေပါသွားပြီဖြစ်ပါတယ်။နေတန်ညာဟုကကျိန်စားလို့သူ့ဘာသာနာမည်ပေးထားတဲ့မြေပုံတစ်ခုကိုလည်းထုတ်ပြခဲ့ပါတယ်။အဲ့ဒီမြေပုံကတော့အစ္စရေးရဲ့ရန်သူတော်အီရန်ရဲ့လက်ဝေခံအဖွဲ့အစည်းတွေကအရှိအလေပိုင်းမှာဘယ်လိုဘယ်ပုံဖြန့်ကျက်နေရာယူထားသလဲဆိုတာကိုပြသနေတာလို့နေတန်ညာဟုကပြောပါတယ်။သူကဂါဇာကမ်းမြောက်ဒေသရဲ့မြို့တော်ဂါဇာစီးတီးကိုသိမ်းယူဖို့အစ္စရေးရဲ့လက်ရှိအားထုတ်လုံဆောင်ချက်တွေနဲ့ပတ်သက်ပြီးလဲ ။အစ္စရေးဟာလုံစရာရှိတာကိုအ мян ဆုံးပြီးအောင်ဆက်လုပ်သွားမယ်လို့အတည်ပြုခဲ့ပါတယ်။သူကဂါဇာစီးတီးဟာဟားမတ်ပျောက်ကြားတွေရဲ့နောက်ဆုံးလက်ကျန်အင်အားစုတွေအခြေစိုက်ရာနေမြေလို့လည်းဆက်ဆဲခဲ့ပါတယ်။ဒါ့ပြင်ပါလက်စတိုင်းကိုအချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်ထောက်ခံဖို့အဆုံးဖြတ်လိုက်တဲ့အစိုးရအားလုံးကိုလည်းသူကဝေဖန်ခဲ့ပါတယ်။သူကတော့ပါလက်စတိုင်းနိုင်ငံပေါ်ထွန်းလာဖို့ဆိုတာကိုတူတူခါခါဆန့်ကျင် တားဆီးသွားမယ်လို့နေတန်ညာဟုကအသိပေးခဲ့တယ်လို့ အဲ့ဒီရည်တည်ချက်ကိုအစ္စရေးပြည်သူအများစုကအထောက်ခံတယ်လို့လည်းပြောပါတယ်။နောက်ပြီးဂါဇာကအစစ်စင်ရေးတဲ့အတွင်းမှာအစ္စရေးတပ်တွေကလူမျိုးတုံးတပ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်ဆိုတဲ့ဆက်ဆွဲချက်တွေကိုလည်းနေတန်ယာဟုကပယ်ချခဲ့ပြီးအခြေအမြစ်မရှိတဲ့စကားတွေလို့တုတ်ပြန်သွားပါတယ်။နောက်ပြီးထောက်ပံ့ရေးလမ်းကြောင်းတွေကိုလည်းအစ္စရေးကအရည်ရွယ်ချက်ရှိရှိပိတ်ပင်နေရကြောင်းဂါဇာမှာငတ်မော့ခေါင်းပါမှုတွေအစပြုလာရတယ်ဆိုတဲ့ကုလသမဂ္ဂအေဂျင်စီတချို့ရဲ့တွေးရှိချက်ကိုလည်းသူကငြင်းဆန်သွားတာပါ။ကုလသမဂ္ဂမှာမေခိုးမပြောခင်ကတည်းက ဣသရေလအစိုးရဟာဂါဇာရောက်စစ်တပ်တွေကိုအတန်ချဲ့ဆက်တွေတက်ဆင်ခိုင်းထားပြီးနေတန်ယာဟုရဲ့မေခွန်းကိုတိုက်ရိုက်ထုံးလွှင့်စေခဲ့ပါတယ်။သူကဂါဇာမှာဟာမတ်စ်တွေဖမ်းဆီးထိန်းသိမ်းထားတာခံရစေဣသရေလတရားခံတွေစီလိမ့်မှုပြီးကုလသမဂ္ဂကနေမေခွန်းပြောကြရမှာသူတို့ကိုမေ့လျော့နေမှာမဟုတ်ကြောင်းအားလုံးကိုအိမ်ပြန်မခေါ်နိုင်မချင်းဣသရေလကလက်လျှော့မှာမဟုတ်ကြောင်းပြောဆိုသွားပါတယ်။ဣသရေလမှာတော့အတိုက်ခံအင်အားစုတွေကနေတန်ယာဟုရဲ့မေခွန်းနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ အတိုက်ခံခေါင်းဆောင်တူဖြစ်တဲ့ရဲလာပစ်ကတော့လိုရာထက်အကဲပေါ်တဲ့ထွင်လုံးတွေအများကြီးတုံးထားတဲ့မေခွန်းတစ်ခုနဲ့တူညီငွေစရာကောင်းပြီးဇက်နာပြနေတဲ့အစ္စရေးဝန်ကြီးချုပ်တယောက်ကိုမြင်ခဲ့ရတယ်လို့လူမှုကွန်ရက်မီဒီယာအိတ်စ်မှာရေးသားထားခဲ့ပါတယ်။အစ္စရေးအပေါ်ဖိအားပေးနေတဲ့တန်တမန်ရေးဆူနာမီလိုင်းတွေကိုတားရမယ့်စာအစ္စရေးအတွက်အခြေအနေဆိုးသက်ဆိုးသွားအောင် နေတန်ညာဟုကအလုပ်ပြလိုက်တာပဲလို့သူကဆိုပါတယ်။အစ္စရေးဒီမိုကရက်တစ်ပါတီအကြီးအကဲရဲဂိုလန်ကလည်း မေခွန်တိုက်ရိုက်ထုတ်လွှင့်ဖို့အတန်ကျက်ဆက်တွေစင်ကိုင်းတဲ့နေတန်ညာဟုရဲ့အမိန့်နဲ့ပတ်သက်ပြီးမူမမှန်တဲ့ကလေးကလားဆန်တဲ့ယူသွတဲ့ဝါရဖြန့်စတက်တက်တက်တာဖြစ်တယ်လို့ဝေဖန်သွားပါတယ်ရှင်။ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့ဗမော်မျိုးတွင်းနေရာတွေကိုအာနာသိစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ဖို့ဒီနေ့စက်တင်ဘာ29ရက်မှာထိုးစစ်၄ရက်မြောက်နေ့ဖြစ်ဆက်လက်ထိုးစစ်ဆင်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ August 10ကတံပြန်ထိုးစစ်ဆင်ခဲ့တဲ့အာနာသိစစ်တပ်ဟာ ဗမော်မြို့ကတရင်ဌာနချုပ်အချို့နဲ့မြို့ရက်ွက်အချို့ကိုပြန်လည်ထိန်းချုပ်နိုင်တဲ့အခြေအနေမှာဗမော်မြို့တွင်းနေရာတွေကိုထပ်မံရယူနိုင်ဖို့စက်တင်ဘာနောက်ဆုံးပတ်မှာထိုးစစ်ဆင်နေရဖြစ်ပါတယ်။ဒီနေ့မှာဗမော်မြို့သိမ်းတပ်ဖွဲ့ပြင်းထန်နေတယ်လို့အစည်းအဝေးတရရင်မကပြောတာပါ။ဒီလိုထိုးစစ်ဆင်ရမှာလဲစစ်ကောင်စီတပ်ကလေကြောင်းပစ်ကူပေးတက်ခတ်နေတာဖြစ်ပြီးစက်တင်ဘာ26ရက်မနေ့ကတိုက်ပွဲမှာလေကြောင်းတက်ခတ်မှု6ကြိမ်နဲ့လက်နက်ကြီးပစ်ခတ်မှုများစွာပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။စက်တင်ဘာ25ရက်ညနေပိုင်းဗမော်တိုက်ပွဲမှာ KIA ပြတ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးနှလုံးဟာစစ်ကောင်စီတက်ရှိရာနေရာကိုကြောက်ရောက်ပောက်ကွဲလို့အရာရှိအပေါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးကျော်သေဆုံးခဲ့တယ်လို့စစ်ရေးတရရင်မြတ်ကအသိပေးထားပါတယ်။ဗမော်တိုက်ပွဲအခြေအနေအပေါဝင်ကချင်းဒေသအစီအေးအခြေအနေတွေမင်းမြန်ဖို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံဝင်းကြီးနော်ဘူးကို People's Bank ကဆက်သွယ်နေစေဖြစ်ပါတယ်ရှင်။နေပြည်တော်လုံခြုံရေးနဲ့စစ်စင်ရေးတွေကိုတာဝန်ယူရတဲ့အမတ်6စစ်စင်ရေးအထူးအဖွဲ့ကစားထား6ကို အာနာသိစရကဖျက်သိမ်းလိုက်တယ်လို့သိရပါတယ်။ကာဆာထ6ကိုစက်တင်ဘာလပထမအပတ်ကဖျက်သိမ်းလိုက်တာဖြစ်ပြီးလက်ရှိမှာ ကာဆာထ1နှစ်နဲ့3 4 5တို့ကိုရွေးကောက်ပွဲမတိုင်ခင်စစ်ရေးအရှိန်မြင့်မှုညွန်ကြားချက်တွေရှိတယ်လို့စုံစမ်းသိရှိရပါတယ်။အာနာသိစရဟာကာဆာထ6ကိုဖျက်ပြီးကာဆာထ5အောက်ကိုထက်လိုက်တဲ့အတွက် ကာဆာထ6ရဲ့အခန်းကဏ္ဍပြီးသွားပြီလို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်။မဖျက်သိမ်းခင်ကတော့ကာဆာထ6မှာဒုတိယဗိုလ်ချုပ်ကြီးကနီလင်းအောင်ဖြစ်ပြီး သူကိုအမှတ်တရစစ်စင်ရေးအထူးအဖွဲ့မှုနေရာကိုပြောင်းရွှေ့လိုက်ပါတယ်။ CDN တမတော်အရာရှိတဦးဖြစ်တဲ့ကိုနောင်ယိုကတော့ကာဆာထချောက်ကိုအပိုတသက်ထားရတာဆိုတော့လက်ရှိအခြေအနေအရကာဆာထတွေပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်ပါမယ်လို့အမှတ်ချက်ပြုပါတယ်။ကာဆာထချောက်ကိုပြီးခဲ့တဲ့စစ်ဆိုးရလက်ထက်2009ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးလက်ရှိဒုတိယကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းက ကာဆာထချောက်မူဟောင်းဖြစ်ပါတယ်။ ကာဆာထ6တာဝန်တွေကိုတော့ကာဆာထ9ကတာဝန်ယူရမယ်လို့သိရတာပါ။ဒါကြောင့်နေပြည်တော်လုံခြုံရေးကိုကာဆာထ9မှုဖြစ်လာတဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကတာဝန်ယူရမှာပါ။သူကကာဆာထ1မှုတာဝန်ယူခဲ့သူဖြစ်ပါတယ်။အရင်ကာဆာထ9မှုဒုတိယဗိုလ်ချုပ်ကြီးဇော်မင်းလက်ကကာဆာထ1မှုဖြစ်လာပါတယ်။ကာဆာထ1မှုဒုတိယဗိုလ်ချုပ်ကြီးနနိုင်ဦးကတော့အရန်အင်အားကိုအပို့ခံခဲ့ရပါတယ်။ကာဆာထ3မှုကတော့အရင်အတိုင်းဒုတိယဗိုလ်ချုပ်ကြီးဒေသကျော်ဖြစ်ပြီး ကာဇာထလေးမှုနေရာမှာလည်းအပြောင်းလဲမဖြစ်ပဲဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းစေပဲဆက်လက်တာဝန်ယူထားတယ်လို့သိရတာပါစစ်တပ်ရဲ့ကာကွယ်ရေးမှာစစ်စင်ရေးအထူးအဖွဲ့ကာဇာထတွေဟာတိုင်းစစ်ဌာနချုပ်ရဲ့အထက်မှာရှိပြီးကာကွယ်ရေးဦးစီးချုပ်ဒုတိယကာကွယ်ရေးဦးစီးချုပ်နဲ့ညှိနှိုင်းကွက်ကဲရေးမှုတို့ရဲ့အုံအုပ်အနောက်မှာအရေးပါသူတွေဖြစ်ကြပါတယ်ရှင်ဒီနေ့နေ့လည်ခင်းသည့်နောက်ဆုံးရရှိတာတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ရှင်